ဩစတြေးလျနိုင်ငံမှာပဲဒုတိယမြောက်သမီးလေးကိုမွေးဖွားပြီးပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်းပြည်သက်တွေကိုအတီးပေးလာခဲ့တဲ့အစိုးရအီတင်ချိုဆွေမင်္ဂလာပါပြည်သက်ကြီးရေအစိုးရအီတင်ချိုဆွေကတော့ပောက်တဲ့အိုးဆိုတဲ့တီစီရီအေဗန်အစ်တင်နဲ့ဂီတလောကမှာပထမဦးဆုံးခြေချခဲ့တာဖြစ်ပြီးပထမဦးဆုံးအခွေမှာကလေးကပြည်သက်တွေရဲ့လက်ခံအားပေးခြင်းကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ပြည်သက်တွေလက်ခံအားပေးနိုင်လောက်တဲ့တခြင်းတွေကိုတီဆိုဖျော်ဖြေရင်းနဲ့ အနုပညာလောကမှာထိတ်ဆုံးထိအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။အီတင်ချိုဆွေဟာအောင်မြင်ဆုံးအချိန်ကိုရောက်နေတဲ့အချိန်မှာပဲ။သမီးလေး IV ရဲ့ကိုဝင်ကိုလွှဲဆောင်ခဲ့ရတာဖြစ်ပြီးသမီးလေး IV ရဲ့ဖခင်ဖြစ်သူကတော့တာဝန်ယူခဲ့ခြင်းမရှိတာကြောင့်အီတင်ချိုဆွေက single မာသားတယောက်အနေနဲ့သူမဘွားကိုခံယူခဲ့ပြီး IV လေးကိုတယောက်ထဲမွေးဖွားခဲ့ပြီးပြုစုကျွေးမွေးဆောင်ရှောက်ခဲ့တာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့အီတင်ချိုဆွေကဩစတြေးလျနိုင်ငံမှာတွားရောက်နေထိုင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့သူမရဲ့ဒုတိယမြောက်သမီးလေးကိုမွေးဖွားခဲ့တာဖြစ်ကြောင်းပြည်သက်တွေကိုအတိပေးလာခဲ့တာဖြစ်ပါတယ်။အေတင်ချုပ်ဆွေကဆာလာလို့အမိရတဲ့သမီးငယ်လေးကိုသူမတို့ဘဝထဲကနေကြိုးဆိုကြောင်း Happy Birthday Baby Sara ဟုဆိုကသမီးလေးကိုအောင်မြင်စွာမွေးဖွားထားတဲ့ပုံရိပ်လေးတွေနဲ့တကွာချပြလာခဲ့တာပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့အေတင်ချုပ်ဆွေကခင်မွန်ဖြစ်သူနဲ့အတူ သူမတို့လေးယောက်ရဲ့လက်လေးစုံပုံလေးနဲ့နှွေးထွေးတဲ့မိသားစုပုံရိပ်လေးကိုပေါ်လွင်စေတဲ့ပုံကိုချပြလာခဲ့တာလည်းဖြစ်ပါတယ်။အီတင်ချိုဆွေဟာအော်စတြေးလျနိုင်ငံမှာအိမ်အောင်ကြနေခဲ့တာဖြစ်ပြီးသူမရဲ့အခြေရေအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကိုပြုမှုလင်းလင်းချပြထားခြင်းမရှိတာလည်းတွေ့ရပါတယ်။သမီးငယ်လေးစာရာကိုမွေးဖွားပြီးမှသာသူမတို့မှာမိသားစုဝင်လေးယောက်ရှိနေခဲ့ပြီဆိုတဲ့အကြောင်းပြည်သက်တွေကိုအတိပေးလာခဲ့တာလည်းဖြစ်ပါတယ်။အီတင်ချိုဆွေကိုပောက်တဲ့အိုးဆိုတဲ့တီစီရီတဲကနေ အခုချိန်ထိအားပေးလာကြတဲ့ပရိသတ်တွေအနေနဲ့လည်းသမီးလေးစာရာကိုမွေးဖွားခဲ့တဲ့အပေါ်ဂုံပြူဝမ်းသာစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။